မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့အနီးမှာရှိတဲ့ကျေးရွာများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာ အကြမ်းဖက်စစ်ခွေးတွေဘက်ကရှေ့ဦးတေဆုံးသွားပြီးတော့စစ်တပ်ကဖမ်းဆီးထားတဲ့လူငယ်6ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ10ရက်နေ့မနက်10:00နာရီကအချိန်မှာလောင်းလုံးမြို့ပေါ်ကနေထွက်လာတဲ့အင်အား60လောက်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာမြို့အနီးမှာရှိတဲ့ကျေးရွာများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်တဲ့အချိန်မှာ တော်ရင်တနေရာမှာဒဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ကရှေ့ဦးထက်မနေတေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်6ဦးဟာလည်းထွက်ပြေးလွတ်မြောက်ခဲ့တဲ့အတွက်ကြောင့်ဒေါ်လိုင်းတပ်ဖွဲ့များကထိမ့်သိမ်းစောင့်ရှောက်ထားတယ်လို့ပြောပါတယ်။၎င်းထိတွေ့တိုက်ပွဲဟာတနအိုင်ကကြာမြင့်ခဲ့ပြီးတော့ အကြမ်းဆက်တဘက်ကခဲရနဲ့ကြောပေါ်အိတ်တချို့ကိုလည်းတင်းစီရမိခဲ့တယ်လို့သိရပါဗါးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဆက်တဟာလောင်းလုံးမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗါးတိုက်ပွဲအတွင်းမှာစစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်6ဦးထွက်ပြေးနိုင်ခဲ့တော့ကျွန်တော်တို့ကထိမ့်သိမ်းဆောက်ရှောက်ထားပါတယ်တိုက်ပွဲအတွင်းကစစ်ခွေး၈កောင်ထက်မနည်းသေးဆုံးပြီးတော့ဒဏ်ရာရတာလည်းတော်တော်များတယ် ခွေးနာတွေကိုကားသုံးစီးနဲ့လောင်းလုံးမျိုးပေါ်ကိုပြန်တယ်သွားပါတယ်လို့ဒဝဲခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရှင်းပြထားပါတယ်၎င်းတပ်ခတ်မှုကိုဒဝဲခိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များဘက်ကရဲဘော်တအူးမစိုးရင်ရဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗန်းမောင်မြို့ကိုစစ်ကောင်စီကအမှတ်33ချင်းမြန်တပ်မဌာနချုပ်တပ်မ33အောက်ကတိုက်ရင်နေနဲ့အင်အားတွေဖြည့်ပြီးတော့စစ်ကြောင်းထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကာကွယ်တပ်တွေတိမ့်ပတ်ထားတဲ့ဗန်းမောင်မြို့ကိုစစ်ကောင်စီရဲ့သခိုင်းမြို့မှာအခြေစိုက်တဲ့တပ်မ33နဲ့ဗန်းမောင်ဒေသမှာမြို့သိမ်းမခံရခင်ကတည်းကရှိနေတဲ့တပ်မခွန်ခွန်လက်အောက်ခံတိုက်ရင်တွေရှမ်းပြည်တပ် SN တွေကအင်အား1000လောက်တုံးပြီးတော့တံပြန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါရယ်။ အရင်ကတက်မှခုံခုံပဲထိုင်တာကတာဘက်စစ်ကြောင်းပြုတ်သွားတော့အင်းတော့ပွဲမပြီးသေးဘူးကတာကိုဟယ်လီကော်ပတာနဲ့ခေါ်ပြီးတော့ရွှေ့တာရှမ်းနေ SN တွေပဲဆိုရင်အခုချိန်ထိမရောက်သေးဘူးလို့မြေပြင်တပ်ဖွဲ့ဝင်တဦးကသတင်းပေးဖို့ပြောကြားထားပါတယ်။တံပြန်ထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်နဲ့ SN တွေတပ်တွေကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်နေတာကြောင့်နေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့အသိပေးထားပါတယ်။ဒါအပြင်စစ်ခွေးတပ်ကနေစဉ်နေပါလေကြောင်းကနေဘုံကျဲနေပြီးတော့စစ်ဆောင်ပြည်သူတချို့ကို SN တွေကဖမ်းဆီးခေါ်ဆောင်ပြီး နေအိမ်တွေကိုဖောက်ထွင်းခိုးယူနေတယ်လို့ဗန်းပေါင်းမျိုးစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။မြို့နယ်သုံးပိုင်ပတ်ချလဲမှာပဲအနောက်ဘက်ကနေပြီးတော့တက်လာတာတဖြည်းဖြည်းနဲ့တိုးလာတဲ့အနေအထားပဲလို့သူကပြောပါဗျ။လက်ရှိတိုက်ပွဲအခြေအနေတွေကြောင့်မြို့အနီးနားတစ်ဝိုက်ကကြေးရွာ15ရွာဝင်းကျင်နဲ့မြို့ပေါ်ရက်ကွက်၄ခုကပြည်သူ2000ဝင်းကျင်ဟာဘေးလွရာကိုရှောင်တိမ်နေရပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗန်းပေါင်းပကဖကထုတ်ပြန်ထားပါဗျ။ဗန်းပေါင်းမြို့မှာရင်ထော ဗျူဟာမှုဥစည်းတဲ့ SNA တမဟာ6.4692ရေပြူစောတိပူပေါင်းအင်အား၄00ဝန်းကျင်အခြေချနေထိုင်တဲ့ဗန်းပေါင်းမြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကအမတ်တဲစစ်ဒေသကိုကဲမှုနဲ့စက်တဘာလ20ရက်နေ့မှာတိမ့်ပိုက်ခဲ့တာပဲဖြစ်ပါတယ်။ဗန်းပေါင်းမြို့ဟာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တရင်တပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့အင်းတော်မော်လူးနဲ့ပင်လယ်ဘူးမြို့အနီးမှာတည်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ရေးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကို၃ရက်ဆက်တိုက်တိုက်ခတ်ရာစစ်ခွေးတွေဘက်ကဗိုလ်ကြီးတဦးအပါအဝင်၁၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ၁၀ရက်နေ့မနက်9နာရီခန့်အချိန်မှာရေးမြို့နယ်ကနေကမော့ရွာအနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကပျောက်ကြားဆက်နေတဲ့ဂျားဖြတ်တိုက်ခတ်ရာ စစ်တပ်ဘက်ကတက်ကြတအုပ်အပါအဝင်နှစ်ဦးသေဆုံးပြီးတော့တော်လိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့ညနေ၄နာရီလောက်မှာအောင်သာယာရွာနဲ့လိမ္မော်ချမ်းရွာကားလမ်းအနီးမှာလည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်များကကြားဖြတ်တိုက်ခိုက်ရာထမှန်ပြီးတော့တိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးစစ်သားတအုပ်သေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘားလ17ရက်နေ့နေ့လယ်12နာရီခန့်အချိန်မှာ အောင်တပြေဖုန်ကြီးကျောင်းအနီးမှာရှိတဲ့အချမ်းမတ်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံနှလုံးကျဲချခြင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်စစ်သားတအုပ်သေးဆုံးကတအုပ်တန်ရရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ12ရက်နေ့မနက်7:30မိနစ်ခန့်အချိန်မှာလဲဘေးလုံးပိုင်းကျေးရွာကအေးကဘာကျေးရွာအနီးကိုစစ်ကြောင်းထုတ်လာတဲ့အချမ်းမတ်စစ်တပ်နဲ့နိုင်ဝက်ခန့်တိုက်ပွဲဖြစ်ပွားကစစ်ခွေးတပ်ကဗိုလ်ကြီးတအုပ်အပါအဝင်ရှစ်ဦးသေဆုံးက9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ တုံးရတာတိုက်ပွဲမှာစစ်ခွေးဆက်နှကောင်တိတ်ဆုံးတာကိုမြေပြင်သတင်းရင်းမြစ်ကအတည်ပြုခဲ့ပါတယ်အခုလက်ရှိအချိန်ထိစစ်ခွေးထက်တိုးတိတ်ဆုံးတာတော့မရှိသေးပါဘူးဒီတိုက်ပွဲမှာအရှင်ဖမ်းမိတဲ့စစ်ခွေးမရှိပါဘူးအရဲသားပြည်သူတွေအနေနဲ့ရန်သူစစ်ကြောင်းသတင်းအချိန်တွေကိုနားဆွင့်ပြီးတော့သတင်းနဲ့သွာလာလှုပ်ရှားကြဖို့တိုက်တွန်းကြပါတယ်လို့ Monstate Revolutionary Force MSRF ကပြောရေးဆိုခွင့်ရှိသူမိတ်တလညံကပြောဆိုထားပါတယ် ၎င်းတက်ခိုက်မှုကိုဒေါ်လာရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြရဲမွန်ပြည်ဒေါ်လာရေးတက် MSRF ရေးပြည်သူ့ကာကွယ်တပ် YPDF ရာမညာတက်တော် RMA KNLA တရဲ29တက်ခွဲတဲ့ဘူဟာ33ဒေါနာချင်းမုံရေးတက်ခွဲနဲ့တမင်ရွှေထီးတက်တို့ကပူးပေါင်းတက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စိတ်ခွေးမင်းအွန်လိုင်းကတိုင်းနာလက်နက်ကိုင်းများအနေနဲ့ငင်းကြရင်ရရှိရေးအတွက်ဖြစ်နိုင်တာတွေကိုသာပြောဖို့လိုပြီးတော့မဖြစ်နိုင်တာတွေကိုရှောက်မလို့ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့ဆိုပြီးတော့ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နေပြည်တော်မှာ NCA တနိုင်ငံလုံးအပြစ်ခတ်ရဲစဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်းဆယ်နှစ်ပြည့်အခမ်းအနားမှာစစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကအခုလိုပြောဆိုလိုက်တာဖြစ်တယ်လို့သိရပါဗျ။သူ့အနေနဲ့ငြိမ်းချမ်းရေးရရှိရေးဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေးအတွက်ဒိုင်းသာလက်နက်ကိုင်းတွေကိုဖိတ်ခေါ်ခဲ့ကြောင်းအခြေခံဥပဒေကိုပြင်ဆင်ဖို့လဲသဘောတူညီထားကြောင်းလာမယ့်ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးရမှာဖြစ်ကြောင်းရွေးကောက်ပွဲမှာဒိုင်းသာလွှတ်တော်ကိုယ်စားလှယ်တွေဝင်လာနိုင်အောင်လို့ PR စနစ်ကိုအသုံးပြုထားကြောင်းနိုင်ငံရေးပြဿနာတွေကိုလက်နက်ကိုင်းပြီးတော့ဖြေရှင်းလို့မရဘဲဆွေးနွေးအဖြေရှာရမှာဖြစ်ကြောင်း လွတ်တော်ထဲမှာပြောရင်ပိုကောင်းချောင်းမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်ဖြစ်နိုင်တာကျွန်တော်တို့ဘက်ကလှုပ်ပေးမယ်တိုင်းသားနဲ့သက်ဆိုင်ရာပုံကူများကလည်းဖြစ်နိုင်တာကိုပဲပြောဆိုလှုပ်ကြဖို့ပြောချင်ပါတယ်မဖြစ်နိုင်တာတွေကိုရှောက်ပြီးတော့မှလုံနေလို့မရပါဘူးဥတီချက်မှန်ကန်စွာလှုပ်ဖို့လိုအပ်ပါတယ်တိုင်းသားတွေရဲ့တောင်းဆိုချက်တွေကိုပြောတဲ့အခါမှာနိုင်ငံရေးစိန်မြင့်ဖြစ်တဲ့လွတ်တော်ပေါ်မှာပဲပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါတယ်လို့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ် နိုင်ငံမှာအခုလိုမျိုးပြဿနာတွေကြုံနေရတာကပညာရေးကြောင့်ဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကမကောင်းမွန်ကြောင်းပညာရေးကိုသူ့အနေနဲ့ဦးစားပေးပြီးတော့သားသမီးချင်းကြောင်းသားချင်းစာနာတတ်ဖို့လိုကြောင်းကြောင်းမဲကိုပြန်လဲထိန်းချုပ်ပြီးတဲ့နောက်ပညာရေးကိုဦးစားပေးအနေနဲ့ကြောင်းတွေကိုချက်ချင်းဖွင့်ခိုင်းခဲ့တဲ့ကြောင်းမင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်တကယ်တော့မင်းအောင်လိုင်ကတနိုင်ငံလုံးစာတင်ကြောင်းတွေကိုစစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုတွေကြောင်းကြောင်းသူကြောင်းသားတွေကလေးငယ်တွေတိတ်ဆုံးပြီးတော့ကြောင်းတွေအကြီးအကျယ်ဘုံမှန်ပြီးပျက်စီးသွားတာကိုတော့ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး သူကညီကုန်းချုပ်ပြောဆိုခဲ့ရမှာနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့ကိုလည်းပြောဆိုပြီးတော့အဆုံးသတ်လိုက်ပါတယ်ကျွန်တော်အလေးနဲ့ပြောပြရစီကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဖို့ပြောချင်ပါတယ်တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပူးပေါင်းဆောင်ရွက်ကြဖို့ပြောလိုပါတယ်လို့စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ကဖနက်ကြားကနတ်စကားပြောဆိုလိုက်ပါတယ် မင်းအောင်လိုင်ကဒီကနေ့အခမ်းအနားမှာရေးလာတဲ့စာရွက်ထဲကအကြောင်းအရာတွေကိုအလွတ်ဖတ်ပြပြီးတဲ့နောက်သူ့အနေနဲ့နောက်ထပ်7မိနစ်လောက်ပြောပြရစီဆိုပြီးသူ့ရဲ့အမြင်တွေကိုထင်းအမြင်ပေါက်ခဲ့ရပေါက်လို့ပဲစားထပ်မံပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတောင်သာမြို့နယ်ရုံးစီကြီးရွာမှာရှိတဲ့ကျေးရွာများမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ73ရက်နေ့ကတောင်သာမြို့နယ်ရုံးစီကြီးရွာအဝင်းလမ်းဘေးမှာရှိတဲ့နေအိမ်များမှာတပ်ဆွဲထားတဲ့စစ်ခွေးများကိုမင်းသားကြီးစစ်ကြောင်းကဦးဆောင်ပြီးတော့60မမ40မမလက်နက်ငယ်များနဲ့ဝင်းရောက်တက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က6ဦးတေဆုံးသွားပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ရုံးစီကြီးကြီးရွာအဝင်လမ်းဘေးဝဲရတလျှောက်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်တွေမှာတက်ဆွဲထားတဲ့စိတ်ခွေးတွေကို60မမ40မမလက်နဲ့ငယ်တွေနဲ့တွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလက်နဲ့ကြီးထိမှန်ပြီးတော့စိတ်ခွေး6កောင်တိတ်ဆုံးသွားပါတယ်စိတ်ခွေးတွေကရုံးစီကြီးကြီးရွာမှာကြီးတစ်ချက်ပေါက်ရင်ပြည်သူပိုင်းနေအိမ်တလုံးကိုမိရှုံမယ်ဆိုပြီးတော့ကျိန်းမောင်းနေပါတယ်လို့ မြင်းကြံခရိုင်အမှတ်သုံးတက်ရင်ကပြောရေးဆိုခွင့်ရှိသူဘုံမူတူးကရှင်းပြထားပါတယ်။အဲ့ဒီရုံးစီကြီးရွာမှာအကြမ်းဖက်စစ်တပ်ကစက်တဘာလ15 16 18ရက်နေ့တွေမှာအသက်16နှစ်ကနေအသက်56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်းကျင့်ခဲ့ပြီးတော့ကြီးရွာသားအသက်45နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်တို့ကိုလည်းရရဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြောင်မြို့နယ်ဇေယကုန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရာအရဲသားပြည်သူ၁၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဝါလာ၁၅ရက်နေ့မနက်၈နာရီခန့်ကမြောင်မြို့နယ်ဇေယကုန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ဒဏ္ဍာရီလေးတပ်ကနေတက်လာတဲ့ Jet Fighter လေယာဉ်နဲ့ပေါင်250ဘုံတလုံးကျဲချခဲ့ပြီးတော့ Rocket နဲ့ရှစ်ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမျိုးသား၆ဦးနဲ့အမျိုးသမီး၅ဦးစုစုပေါင်း၁၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ လေရင်ကမန္တလေးဒရအူးကနေတက်လာတဲ့ Jet Fighter ပါဘုံကပေါင်150ဘုံတလုံးရွာရဲ့တောင်ဘက်မှာရှိတဲ့တောဆက်အနီးကိုချတယ်ရွာတွေကိုတော့ rocket နဲ့ရှစ်လုံးရှစ်နေရာပြစ်သွားတယ် မြေပဲလမ်းမှုပြင်နေတဲ့အမျိုးသမီးကတော့ဘိုက်ပွင့်ထွက်ပြီးအသက်အန္တရာယ်ဆိုးရင်ရတယ်။ကျန်တဲ့ဒဏ်ရာရတဲ့သူတွေလည်းခြေပြက်လက်ပြက်တွေပါတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူအများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကစေကူသပေးနေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ23ရက်နေ့ညနေပိုင်းကလည်း ်မြောင်မြို့နယ်ဇေယျကုန်းကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရဲသားပြည်သူ9ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လံမြို့နယ်မှာရှိတဲ့တမန်သာရွာစတင်ကြောင်းအပါအဝင်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဂျိုင်ရိုကော့ပတာစက်တပ်၄ထီးများနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်ခြင်းကြောင်းပြည်သူ6ဦးထိခိုက်ဒဏ်ရာရပြီးတော့အဆောက်အအုံများပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ14ရက်နေ့မိုးလွဲ7:30မိနစ်ခန့်မှာဝက်လက်မြို့နယ်တမန်သာချေးရွာစာတင်ကျောင်းကိုအကြမ်းမဲ့စစ်တပ်ကစစ်တပ်၄ထီနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဆောက်အဦများလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပောက်ကွဲခြင်းမရှိတဲ့ဘုံတလုံးကိုရွှေဘိုခိုင်တိုက်ရင်တင်နဲ့ဝက်လက်မြို့နယ်ပကဖားတို့ကပူးပေါင်းရှင်းလင်းပေးခဲ့တယ်လို့သိရပါဗျ။အလားတူပဲ ဒီကနေ့အော်တိုဘားလ15ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှလဲအကြမ်းဖက်စစ်တပ်ကဝက်လက်မြို့နယ်ရွာသာကြီးကျေးရွာကိုဂျိုင်ရိုကော်ပတာ3စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိဘူးလို့တော့ပြောပါရတယ်။ရွာသာကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကအော်တိုဘားလ13ရက်နေ့ကစတင်ပြီးတော့လက်ရှိအချိန်ထိလေရင်ဂျိုင်ရိုကော်ပတာများနဲ့နေတိုင်းလိုလိုဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိကရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါရတယ်။ မနေ့ကတမန်သာချေးရွာကိုစိတ်ခွေးတွေဘုံကျဲသွားတာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရတယ်အဆောက်အဦတွေလည်းထိခိုက်ပျက်စီးသွားတယ်ရွာသားကြီးရွာကိုစိတ်ခွေးတွေကနေတိုင်းလိုလိုလေချောင်းကနေဘုံကျဲတက်ခတ်နေတာပါပြည်သူ၄ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ຫນွေဦးအောင်ဘွဲတော်လိုင်းအင်အားစုကတောင်းရှိသူကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပြေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ